တို့ညာကိုအပိနာဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဇာကြီးဆရာမကြီးကျူးရဲ့ကျေးဇင်တရာကမ္မနှင်းဖြူအပိုင်း30ကိုဆက်လက်တင်ဆက်ဖပြပေးသွားပါမယ်။ကျူးကျေးဇင်တရာကမ္မနှင်းဖြူအပိုင်း30 ပင်လယ်ရေပြင်အထက်ပီ4035သက်ဆွန်ဆန်ပြားဟုသောစကားလုံး၏ခန်းစားချက်ကိုကျွန်တော်ကောင်းကောင်းနားလည်ခဲ့ပါပြီ။မြေကြီးနှင့်ကြောက်သားရောနေသောမြေကဘာတောင်ဆောင်လမ်းညောသည်တကယ်တော့လူတယောက်ခြေပွားနှစ်ဖက်ဇုံချလို့ရသည်ဆိုယုံကလေးသာနေရာရှိသောကျင်းမြောင်းလာသည့်လူသားလမ်းကလေးဖြစ်သည်။ကြီးမားစွာမြမလာသောတောင်ကြီးနှင့်ရှင်လိုက်သောတောင်ဆောင်ထိပ်လူသားလမ်းသည်ဓားသားပေါ်မှလမ်းလျှောက်ရသကဲ့သို့ပင်ဖြစ်သည်။ မိုးမပြတ်ရွာနေခဲ့တဲ့ဖြင့်မြေကြီးသည်ရှင်အဖြစ်ပြောင်းနေခဲ့ပြီးကြောက်သားတွေကလည်းရည်ညှိပုံနဲ့ရှားသီးဥရုနှင့်တင့်မြင့်များတန်းကြောင့်ပဲ့ရွေကအပိုင်းပိုင်းအဆဆလင်းစင်ကြနေသည်ကျွန်တော်ခြေပေါ်အောက်ကခံထားသောမြေကိုကျွန်တော်မယုံကြည်ရမှတော့ကျွန်တော်ဘလို့လုပ်ပြီးခြေလန်းလှမ်းရပါမည်နည်းခြေတလန်းလန်းတိုင်းရင်တိုင်းတိုင်းခုံအောင်ကြောက်နေမိသည်ကျွန်တော်ကြောကတ်ထားသောမြေကဘာတောင်ဆောင်အထက်စီသို့မော့ကြည့်သည့်အခါကောင်းငင်ကိုမမြင်ရမြမလာသောတင့်မြင့်ကြီးများဖြောင်းတန်းစွာမိုးသူထောင်နေပြီး မြင်ကွင်းကိုစီးမိုးထားသောကြောင့်ဖြစ်သည် အောက်ကိုငုံကြည့်လိုက်သောအခါတောင်ညာအခြေချောက်ထဲ၌နတ်တမိုင်းမြစ်သည်ရေမြုပ်ရေပန်းများဖူးဖူးထနေအောင်စန်းတန်းစုံညာစွာစီးဆင်းနေသည်ကိုမြင်ရသည်ဒီမှာတော့ကြောက်တုံးကြီးများပေါ်ခုံစင်းကဖြက်စီးရသောရည်စည်းတံတွေကျွန်တော်ရှိရာတောင်ကပင်ရန်ထိတ်စီသည့်လွင့်ပြန်တက်လာရအောင်မင်းကြမ်းတမ်းလေသည် ။ဤကြီးတွင်ကျွန်တော်အသက်နှင့်ကိုခန္ဓာကိုမြင်အောင်ထိမ့်ပေးထားသောအရာမှာတင်းပြင်းများနှင့်တစ်ပင်များမှတွဲပဲကြနေသောနွယ်ပင်များပါဖြစ်သည်။ဤနွယ်ပင်တွေကိုမမိတမီဆွဲကင်အပြူပြီးကိုကိုကိုဓာသာလမ်းကျောပေါ်မှာဟန်ညင်ညောင်ထိမ့်ရသည်။ဤနွယ်ပင်တွေသာမရှိခဲ့ဘူးဆိုရင်ဖြင့်ကျွန်တော်ခုချိန်မှာချော်လဲပြုတ်ကြလို့အယူအသားတခြားစီဖြစ်နေလောက်ပြီ။ကျွန်တော်ရှိမှာဥပ္ပိရန်ရှိသည်။ကျွန်တော်နောက်မှာဖုန်လေးရန်ရှိသည်။ ဖုန်နီးရိုင်းဤနောက်မှာတော့အထန်းသမားတွေတန်းစီပြီးတွေ့ရွေတက်လာနေသည်အထန်းသမားတွေဖက်နဲ့မစည်းပါရွာမထွက်ခါစားကဖက်နဲ့မစည်းထားသည့်သူတို့ဤချေဖွားပလာများကိုတနာပြီးသူတို့အတွက်တုံ့လုံမိယခုအခါသူတို့ဖက်နဲ့မစည်းတာဘာကြောင့်လဲဟုကျွန်တော်ကောင်းစွာသဘောပေါက်သွားပါပြီယခုအခါကျွန်တော်တနာမိသည်ကတော့တောင်ထက်ဖက်နဲ့စည်းထားသောကျွန်တော်ချေဖွားများကိုဖြစ်သည်သူတို့လိုကျွန်တော်ဖက်နဲ့မပါဘဲသွားရရင်ချေကုတ်ပူမြဲမည်ဟုထင်လာသောကြောင့်ဖြစ်သည်သို့သောနေရာကမလှုပ်တာမလှဲ့တာ ကျေလွန်သောကြောင့်ကျွန်တော်ဖက်နဲ့ချွတ်မြည်ဆိုနေတောင်နေရာမရှိပါတော်သည်ပူ၍ပူ၍နှက်လာပြီးတစ်ပင်တွင်ပူ၍ပူ၍ကြီးမားမြင့်မြတ်လာသည့်အခါလူဤမန်သည်ပူ၍ပူ၍တင်းငယ်သွားလိမ့်မည်ဟုဖုန်ရရန်ပြောခဲ့၏ကျွန်တော်မန်ကတော့ကဝိုင်းရွာ အထွက်ကလေးကတင်းငယ်နေတာပါပန်းတန်းနေမှာငှားလာတော့အထန်းသမားများသည်ကျွန်တော်တို့၏အစားအသောက်နှင့်အသုံးဆောင်ပစ္စည်းများကိုတဲပိုးဖို့ဖြစ်သည်ငဝအလွန်ကျူရတာပေါ်မှာ ကျွန်တော်အခြေအနေမဟန်တာကိုမြင်ပြီးသည့်နောက်ကဝိုင်းရွာအတွင်းကျွန်တော်အတွက်အထံသမားထပ်ခေါ်ရန်ဖုန်တီးရန်အဆိုပြုခဲ့၏ကျွန်တော်ထမ်းဖို့ဟလာကျွန်တော်တော်တော်ဒေါပွားသွားပါတယ်ရှေ့ဆက်မတတ်နိုင်အောင်လို့ကျွန်တော်အရှုံးပေးမိခဲ့ရင်နောက်ပြန်လှည့်ပြီးပြန်လိုက်မယ်ကျွန်တော်ဘယ်သူမှထမ်းကြမှာမလို့ခက်တင်းတင်းပြောပြီးတော့သူကျွန်တော်ကို ADA ဆက်စိုက်ကြည့်ပြီးတခွန်းမဲပြောခဲ့သည်မင်းရှေ့ဆက်တက်ဖို့မရဲတော့ဘူးဆိုရင်နောက်ပြန်ခြေလှမ်းလှမ်းမှုလည်းရဲမှာမဟုတ်ဘူးပြီးတော့ရှေ့ဆက်လှမ်းမှုအားမရှိတော့ဘူးဆိုရင်နောက်လှည့်ခြေလှမ်းမှုလည်းအားမရှိတော့ဘူး ကျွန်တော်အ short မပြီးပါဒါဆိုရင်ရောက်တဲ့နေရာမှာပဲရက်ပြီးနားလိုက်တော့မှာပေါ့အခုလိုတောင်ကပင်ရံမှာခြေကုပ်ငြိရဖို့ရသမျှဖျားစာတွေအကုန်ရွတ်ဆိုဆူတောင်းနေရတော့တယောက်သွားတာယုံလမ်းညောပေါ်မှာကျွန်တော်ဘယ်လိုလုပ်ပြီးနားနိုင်မှာမလဲထို့ပြင်ဒီလမ်းမှာဒီတောင်ကိုကြော်ပြတ်ဖို့ကျွန်တော်အားတယောက်ယောက်ကထမ်းဖို့မြည်ဆိုနေရင်ကောထို့သူကြီးခွန်အားကိုကျွန်တော်ဘယ်လောက်ထိစိတ်ချအားကိုးနိုင်မှာမလဲဤခီးမှာကျွန်တော်အတက်အားသူတစ်ပါးအပေါ်ပုံအပ်ဖို့ကျွန်တော်ဘယ်သူကိုမှစိတ်မချနိုင်ထို့တူ ကျွန်တော်ကိုပိုင်ခြေထောက်များကိုလည်းကျွန်တော်စိတ်မချနိုင်ကျွန်တော်ခြေလမ်းချရာမြေပြင်ကိုလည်းစိတ်မချနိုင်လောကရဲ့လူဒီပါကိုမှစိတ်ချအားထားလို့မရတော့အခါမမြင်ရတော့အရာတွေအပေါ်မှာအားထားမိတတ်လေသလားကျွန်တော်အဖေကတော့ဗုဒ္ဓမြတ်စွာဘုရားကိုအားထားမိသည်ထို့အတူကျွန်တော်ဖေဖေကိုအားထားမိသည်ဖေ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 မေတ္တာနဲ့ကျွန်တော်ကိုစောင့်ရှောက်ပေးပါမင်းရှိဆက်တက်ဖို့မရေတော့ဘူးဆိုရင်နောက်ပြန်ခြေလမ်းလမ်းမှုလဲရဲမှာမဟုတ်ဘူး ုံနေရံပြောခဲ့တဲ့စကားကိုယခုမှကျွန်တော်သဘောပေါက်တယ်။ယခုအခါကျွန်တော်နောက်ပြန်လဲနေဆိုရင်လည်းအန်နီကရှေ့သွားပြီးခြေလန်းတွေတူရရှိသလောက်ရှိနေရတာပဲ။ထို့ကြောင့်ရှေ့ဆက်တက်ယုံသာရှိပါသည်။တက်ရှေ့ဆက်တက်ဂျပန်တောင်တက်သမားအိုဇာကီရဲ့သားနဲ့တမီးလေးတွေတောင်ဒီလန်းတွေကနေတက်ခဲ့သေးတာ။သူတို့အသက်ကဘာရှိုံမလဲ။ဆယ်နှစ်။ဒါမှမဟုတ်ကျွန်တော်ခြေတော့ဒီရင်းကြီးဖုံးနေသောကြောက်တုံးမြင့်နေပြင်အခုံးတစ်ခုကိုနင်းလိုက်မိပြီဟူတိလိုက်သည် ခြေချောကကျွန်တော်ခြေတော့အစုံကမြေပြင်နဲ့လွတ်ထွက်သွားတော့သည်လွင့်ငနယ်ဟာသွားသောရင်ဖြင့်ပထမဆုံးခံစားလိုက်ရသည်ကအသေးအေးစိတ်သွားခြင်းဖြစ်သည်တေးပြီခေါင်းတစ်ခုလုံးဖွင့်ထွက်မတတ်ပူပြင်းတုံလှုပ်သွား၏ကျွန်တော်လက်ကလည်းမမိတမီဆွဲကင်လာမိသောຫນွေရိုးတွေနဲ့လွတ်သွားသောတခဏမှမဟုတ်ကျွန်တော်အနောက်ဘက်သို့ရှော့ကနေလမ်းကျသွားပါသည်ကျွန်တော်မျက်နှာနဲ့ဝါရွက်ဝါကိုင်းများပုတ်ချစ်တိုက်သွားတာကိုကျွန်တော်သိလိုက်သည်ဆွေးမိဆွေးရဆွဲလိုက်သောဝါကိုင်းများလက်ကိုထိချလာသည် ဒီရန်ဤလှခနဲ့အော်လိုက်တော့အာမေရိကန်ကိုကြားလိုက်ရသည် ထို့နောက်ကျွန်တော်ကိုခန္ဓာတွေအခြားကိုခန္ဓာတစ်ခုနဲ့ပြင်းထန်စွာတိုက်မိတာတွေကျွန်တော်ဆက်မကြတော့ပါသို့တော်ကျွန်တော်ခြေထောက်ကလည်းညင်ညင်ပေါ်တောင်းပန်ကြကြမရက်နိုင်သေးပါကျွန်တော်ခါကိုလက်တစ်ဖက်ကတင်းကျပ်စွာထိမ့်ပွေထားခဲ့ခြင်းကြောင့်ဖြစ်သည်ကျွန်တော်အောက်ပြုတ်ကြမသွားဘူးကျွန်တော်ကိုတယောက်ယောက်ကစီးဖမ်းထားသည်ထိုလက်ဤတင်းကျပ်အားဆိုင်မှုကိုကျွန်တော်မှာနာကျင်လာသည့်အထိခံစားနေရသည်ညာဘက်လက်နဲ့ຫນွေကျိုးကိုဆုပ်ပြီးမမက်ရက် ဖုန်နေရရင်အတန်မမကိုကြားရသည်ကျွန်တော်မျက်စိမိထားရမှခွင့်ကြည့်လိုက်။ကောင်းကင်ကြီးရောက်တော့မှုမျိုးဖြစ်မနေ။ကျွန်တော်အထက်မှာဝါရွက်တွေဝါခိုင်းတွေနဲ့တစ်ပင်အမြင့်ကြီးတွေရှိသည်။ကျွန်တော်အနောက်ဘက်မှာဖုန်နေရံဖုန်နေရရင်မျက်နှာနဲ့ကျွန်တော်မျက်နှာမှာထိကက်နေခဲ့သည်။ကျွန်တော်ညာလက်ဖြင့်နှွေးကြိုးတစ်ခုကိုလှမ်းဆုပ်အားပြုလိုက်ပြီးခြေထောက်ကိုဆ၍ထောက်ကြည့်လိုက်သည်။ကောင်းလေးဘာဖြစ်သွားလဲ။အပေါ်နားချိန်မှာဥပိရံလှည့်ကြည့်ပြီးမေးသည်။ကျွန်တော်လှမ်းဖြေဖို့စူးစမ်းပါ၏။ သို့တော့ကျွန်တော်အတန်းရုတ်တရက်ထွက်မလာခဲ့ပါတုံရင်ကဆောင်းရနေခဲ့သောကြောင့်ဖြစ်သည်သူ့ဘယ်လက်နဲ့ကျွန်တော်ကိုထိမ့်ပွေပြီးသူ့ညာလက်ကနှွယ်ကျူးကိုတင်းတင်းဆွဲအားပြုထားရသောကြောင့်ဖုန်နီးရံတစ်ခုလုံးတင်းချက်တုံခါနေပြီးကျွန်တော်ခံစားရသည်ကျွန်တော်ခြေလမ်းမြင်မြင်ရက်နိုင်သွား၏သို့တော့လူတုံနာမပြောက်သေးဖုန်နီးရံကိုကျေးဇူးတင်စကားပြောရန်နောက်လှည့်လိုက်သောအခါတင်းမာသောမျက်နှာကိုရင်ဆိုင်လိုက်ရသည်လှည့်မကြည့်နဲ့ညာဘက်လက်နဲ့နှွယ်ကျူးကိုလှမ်းဆွဲဆက်ရှောက် ျွန်တော်လက်မှာသွေးတွေယူစီးကြလာပြီးဘာကိုင်းနဲ့ချစ်မိသွားတော့ကြောင့်ဖြစ်တယ်ထို့ကြောင့်နှွေကျိုးကိုထင်ရရတော့လက်ဖြင့်မဆုပ်ကိုင်းခြင်းပါသတိထားလျှောက်ပါလို့ငါမင်းကိုခဏခဏပြောထားရတာနဲ့တောင်ကပင်ရဲ့အတက်မှာမင်းပြုတ်ကြရင်မင်းတယောက်တည်းတေမမဟုတ်ဘူးမင်းတော့ကလိုက်နေတဲ့လူတွေပါတေမရှင်တဲ့ရင်နေထုနှက်ခုံနေသည့်အထိအသက်အန္တရာယ်နဲ့ကြုံလိုက်ရသည့်အပြင်လက်ကဒဏ်ရာကနာကျင်နေရသည့်အထဲခုလိုဟိဟောက်ခံလိုက်ရတော့ကျွန်တော်စိတ်တူသွား၏ထို့နောက်နာကျင်ရင်အငငယ်သွားမိပါသည် တားရဲ့ဘေးမှာဖေးမကူညီတဲ့သူရှိမှာမဟုတ်ဘူး။အပိမဲ့အဖော်ရှိမှာမဟုတ်ဘူး။တားတယောက်တည်းရင်ဆိုင်ရမှာ။မိမိစကားတံကိုပြန်သတိရမိ၏။ဖေးမကူညီတဲ့သူတော့ရှိပါရဲ့မိမိ။ဒါပေမဲ့အပိတဲ့ဖော်မရှိဘူး။ကျွန်တော်အန်တင်းတင်းကြိတ်လိုက်မိသည်။ကျွန်တော်နိုင်ရာကိုဖုံမဝင်အောင်တိတ်ကိုင်းတိတ်ခေါက်မရှအောင်စီးနောင်စရာကျွန်တော်မှာပတ်တီးမရှိ။ပတ်တီးရကျွန်တော်ကြောပူရီထဲပါသွားပြီ။ကျွန်တော်ကြောပူရီကိုကျွန်တော်မထမ်းရတာတောင်ကြာခဲ့ပြီ။နောက်လဲကြည့်ပြီးကျွန်တော်အိတ်ကိုထမ်းတော့ မလားဟူသည့်ကောင်းလေးကိုကျွန်တော်ရှာကြည့်မိသည်။တောင်တောင်အစင်းစင်းမှာကုံမီတက်လာကြသူများကိုမျက်နှာမမြင်ရပါ။ဘယ်သူကဘယ်သူမှန်းကျွန်တော်မသိ။ဘာလို့ကျင်လို့လဲ။ကျွန်တော်နောက်မှာဖုန်နည်းရံမိ။ဒါရောင်ပတိစီကျွန်လို့ပတိကကျွန်တော်ကြော်ဝေးထင်မှာ။သူ့ပုံစံကတော်တော်စိတ်ပြသွားသည့်ပုံစံ။ထို့နောက်သူကလှဲ့ကြည့်သည်။မလားဟိုးနောက်ဆုံးမှာကျွန်တော်ပတိလေးကြောင့်အားလုံးခီးဖိအောင်မအောင်လဲကျွန်တော်မလိုလားပါ။နေပါစီရော။ မင်းတန်ရအသေးသေးလေးပဲຫນွယ်ကျုပ်ကိုဖိဆုပ်ပလိုက်စမ်းပါအနာကိုညာပြီးလက်ကမထင်းရင်ပြုတ်ကျသွားမှာကျွန်တော်မှလက်ကင်ပါလေးတစ်ထည်ပါခဲ့သည်အဖြူရောင်ချီတဲ့ဘဝစားကလေးဖန်တန်းနေမှာမထွက်ခင်ညာကနမေရံကကျွန်တော်ချွေးသူရန်ဟူပေးလိုက်သည့်လက်ဆောင်ကလေးဖြစ်သည်အဲ့ဒါကကျမကိုယ်တိုင်ချက်ခုတ်ရထားတဲ့ချီးစားကလေးအကိုယခုအခါထိုးချီးဘဝအဖြူကလေးကိုနှမျောနေလို့မရတော့ဘူးကျွန်တော်အင်ဂျင်ရှင်ဘက်ကအိတ်ထဲမှာခောက်ထည့်ထားသောဘဝအဖြူကလေးကိုကျွန်တော်ထုတ်ယူလိုက် ထို့နောက်ညာလက်ကိုပတ်လိုက်သည် မိန်းကလေး၏အကျဉ်းနာငွေနွေ့နွေ့ကိုကျွန်တော်လက်မှာခံစားလိုက်ရသလိုရှိသည် ကျွန်တော်ဖေလန်းနှင့်တွားကိုအသုံးပြုမှတင်းတင်းချီလိုရမည်ကျွန်တော်ပဝါးစားကလေးကိုပါးစပ်ဖြင့်ငုံ၍ကိုက်ရန်ငုံလိုက်၏ထိုအခါနံမေးရန်၏ကိုနှံ့ချူဤဤလေးကိုမှုလိုက်ရသလိုရှိလေသည်ကျွန်တော်မိန်းကလေးကိုလွမ်းသွားပါသည်ပေးငါချီပေးမယ်အာအာနေပါစေသူ့ကိုချီခိုင်းလို့မဖြစ်ပါသို့တော့ကျွန်တော်လက်ကိုဖုန်နှီးရန်စိတ်မရှိစွာဆွဲယူလိုက်ပြီးပြီ။ ဘဝကိုသူ့လက်ဖြင့်တင်းတင်းကျပ်ပြဖို့ငုံကြည့်စဉ်သူ့မျက်မှောင်တစ်ချက်ကုတ်သွားတာသတိထားလိုက်မိသည်ကျွန်တော်မျက်နှာနှွေးနေပူသွား၏ဒီချီတဲ့ကြအဖြူကလေးကိုသူမြင်မှုရဲ့လေမလားသူအဆနှစ်ဖက်ကိုတင်းနေအောင်စောင့်ကြည့်ပြလိုက်ပုံကကြမ်းတမ်းလာသည်ကျွန်တော်လက်ဘဝတွေနာသွားသည့်အထင်မြင်ဖြစ်သည်တော့မင်းကြောင့်အလုံးရက်ဆောင်နေရပြီဘဝပတ်ဒီစာလေးခံထားသဖြင့်ကျွန်တော်လက်ကအနှွေကျိုးတွေကိုစုပ်ကိုင်နိုင်သွားပါသည်ကျွန်တော်ချီတလန်းမြင်သတိထားပြီးရှောက်ခဲ့သည် ရှေ့မှာပြန်ဆင်းရတော့မြည်လမ်းကြောင်းအကွေကိုမြင်နေရပြီ။အစင်းဒီအတက်ထက်ပို၍အနေရကြီးလေုံမြည်။တောင်ကျောစီတို့ပြန်ဆင်းရသည့်အစင်းတွင်တတော်အားတိတိတသာဆူထိုင်းလာသည်။ရွှေမြည်တွေကိုမကြာခဏတဆွဆွနင်းမိသည်။အစင်းတွင်တောင်ပြိုအကွဲကြောင်းမှရွှေမြည်တွေစီးဆင်းနေသည်။ထို့ကြောင့်မကြာခဏဖြတ်ကျော်၌မြေကြီးမပြိုအောင်တစ်လုံးတွေလက်လက်ဆက်ဆက်ခုတ်ပြတ်ပြီးလေကလေးတွေပြုတ်ထားသည်။ကျွန်တော်တို့ရှေ့မှာအဖွဲတစ်ဖွဲရောက်နေပြီ။ ကဝိုင်းမာတော့ကကျွန်တော်တို့နောက်မှကျွန်တော်တို့ကိုဖျက်ချော်တတ်သွားတော့တောင်တက်အုပ်စုဖြစ်လိမ့်မည်။ခါကာဝရာစီတောင်ကြီးသို့စခန်းချလေလာမည်အုပ်စုဟုသိရပါသည်။ထိုးစုနှင့်ဖုန်ကြီးရန်တို့လှလိုက်လဲလဲနှုတ်ဆက်ကြတာတွေ့ရသည်။ ောင်ကြားအတိုင်းမြေကမ်း၁၆ထဲသို့ဆင်းလာရင်တနေရာတွင်ကြီးမားပြီးထူးဆန်းသောသစ်ပင်ကြီးတစ်ပင်ကိုဘွားကနေမြင်လိုက်ရသည်။ကျွန်တော်မလုံမရှက်ရက်ပြီးငေးမောမိသွားရလောက်အောင်ဆွဲဆောင်နိုင်သောသစ်ပင်ကြီးဖြစ်ပါသည်။သစ်ပင်ကြီးဟုအလွဲခေါ်လိုက်ရတော့လေတကယ်တော့သစ်ပင်တစ်ပင်တည်းမဟုတ်။ຫນွယ်ပင်အမျိုးအစားသစ်ပင်၄၅ပင်လောက်စုပြုံဝိုင်းရံပြီးတွန့်ခွေးသောအကိုင်းကြီးတွေတစ်ခုနဲ့တစ်ခုပတ်လည်ဆက်ပြီးရှစ်ပတ်နေကြသည်။သူပင်ကြီးဖြောင်ဖြောင်တို့ဝိုင်းညရာအလဲဘူမှာတော့ဟာလာဟင်းလေးမြင့်မားစွာပြွန်ကြီးတစ်ပွဲဖြစ်ကြံခဲ့သည ကပားပင်အုပ်စုကြီးတစုဖြစ်သည် အထေရမူလအင်ရှင်တပင်ကိုသူတို့တက်ပြစ်ခဲ့ကြပြီးပြီမြန်မာလာတော့အပင်အုပ်စုကြီးကိုကျွန်တော်မဟုတ်ကြည့်လိုက်မိသည် ပေတရားတော့အသာလေးပဲမြင်မြင်နေရာနီးပါးများရှိလိမလားမသိကျွန်တော်ဇက်လန်သွားအောင်မော့ကြည့်ပေမဲ့ထိတ်ဖြားဆုံးကိုမမြင်ရပါပင်စီတို့ဤလုံးပတ်နှင့်အကိုင်းအမြောင်အမြောင်တို့တွင် အခောက်ပေါ်၌အကွက်လိုက်အကွက်လိုက်မှုတက်နေသည်အယုတ်ဆိုပြီးကြောက်စရာကောင်းလာတော့တစ်ပင်ကြီးပါလား အလဲဘဟိုဟင်းလင်းပြွန်ရှည်ကြီးတဲ့သူလူဝင်လို့ရနိုင်ကပားပင်စီလုံးတစ်ခုအကြားတွင်လူတကူစားဝင်ယုံသားလေးနေရာရှိနေသည်အဲ့ဒီနေရာမှာမူလအင်ရှင်တစ်ပင်ရှိခဲ့ဘူးပါလိမ့်မည်ကျွန်တော်ထိုပင်ကြီးစီကတ်သွားပြီးပင်စီတစ်ခုကိုလက်ဖြင့်ထောက်ကြည့်လိုက်မိသည်ဒါဘာပင်ကြီးလဲဗျဥပိရာကိုမေးကြည့်မိသည်ဟိုကြီးခေါင်းခါကြီးမသိဘူးဟုတ်တာပေါ့ကျွန်တော်မေ့သွားသည်ရမန်လူမျိုးတွေတစ်ပင်အမျိုးအစားနဲ့ပတ်သက်ပြီးခွဲခြားမှမသိကြပါဘူး အထဲဝင်ကြည့်ချင်လိုက်လားမဝင်နဲ့ဥပီရအလန်တရားတားဤသူတားလိုက်ပုံညာကိုကျွန်တော်ရောင်လန့်သွားသည်ကျွန်တော်အဲ့ဒီပြုံကောင်းကြီးတွေဝင်လိုက်လျင်ပဲမကောင်းစွာနဲ့တွေ့သွားတော့မလို့လို့ဘာဖြစ်လို့လဲဥရဲ့ကျွန်တော်ရေကျဲကျဲမေးမိသည်မကောင်းဘူးဘာမကောင်းတာလဲဟုတော့ကျွန်တော်မေးချင်တာသို့သောအဖိုးကြီးမျက်နှာပြက်နေပုံကထူးခြားလာသည်မို့ကျွန်တော်မြူသိပ်ထားလိုက်ပါသည်ကျွန်တော်တို့ဒီနားမှာအထမင်းစားကြမလားမစားဘူး အဖိုးကြီးတူတူပြက်ပြက်ညင်းပြီးရှေ့ဆက်ထွက်ခွာရန်ခြေလမ်းပြင်ပါသည်ဖိုးကြီးကြီးအားသာဒီပင်ကြီးကိုမနှိမ့်မြို့သလိုစိုးထိတ်နေသလိုကျွန်တော်တို့မြန်မာမှာတပင်ကြီးကြီးမမတွေဆိုရင်ရုပ်ကဆူးဆောင်နီးနတ်ဆောင်နီးဟူသောအယူအဆတွေရှိရဝံတွေလည်းဒီလိုပဲလားမသိဒီထက်ဝင်ကြည့်ဘူးသလားနောက်မှာပါလာသောဖုန်လေးရံကိုကျွန်တော်မေးမိသည်ဖုန်လေးရံနေကျွန်တော်ညာလက်မှာစီးထားသောသွေးဆုံးနေသည့်ခြေပွားကိုကြည့်နေသည်မဝင်ဘူး ငါတိတလောက်တော့အဲ့ဒီအကောင့်နဲ့ဝင်မှုတဲ့သူဆိုလို့တယောက်ပဲရှိတယ်အဲ့တယောက်တည်သွားတယ်ဟမ်ကျွန်တော်လန့်သွားသည်ဘလို့ဖြစ်ပြီးတည်သွားရလဲရေခဲကြောက်ထဲကြပါလို့သူကျွန်တော်ကိုစိုက်ကြည့်ရင်ဖြေးလိုက်ပါသည်ကျွန်တော်ချက်သီးတွေဖြန်းကနေထသွား၏ဖေဖေနှလုံးစီမှာဒိုင်းကနေစောင့်တက်မှုကိုခံစားလိုက်ရသည်ကျွန်တော်ဖုန်ထီးရံမျက်လုံးကိုစိုက်ကြည့်လိုက်မိသည်ကျွန်တော်အဖေလားอืมဟုတ်တယ် ကျွန်တော်ရင်ထဲတွင်တင်းကျပ်ဆုံနေစွာလေးပင်သွားပါသည်ဖေဖေကျွန်တော်အပင်ကြီးကိုမောကြည့်မိသည်စိမ့်ညုမဲမောင်နေသောအုတ်ဆိုင်မှုသည်ကျွန်တော်အပေါ်တဲတဲမဲမဲလွှမ်းခြုံလာတော့မည်ဟုထင်ရ၏ဖေဖေကဒီအပင်ကြီးတွေကိုဝင်နေပြီလို့ရေခဲကြောက်ထဲပြုတ်ကျခဲ့ရတာလားငါမသိဘူးလေဟုတ်ပါသည်ဘယ်သူမှမသိနိုင်ပါအဖုံးခလန်းလမ်းမှဥပိရံကဖုန်တွေရာလမ်းခေါ်ပြီးတကူကူပြောသည် ဒီရန်ကောင်းကြီးထို့နောက်ကျွန်တော်ပဲလှည့်ပြောသည် ရှေ့နာမှာစိန်ခူဝံကျူတရောက်ဖျက်အောင်မယ်မမြန်ဆက်ချောက်ခဲ့တဲ့ကျွန်တော်အပင်ကြီးကိုနောက်တစ်ချိန်လှမ်းကြည့်လိုက်မိသည်အပင်ကြီးထိပ်ဖြားအကိုင်းတွေတရှဲရှဲမြင်နေသည်တီတူစကားဆိုနေသလိုရှိဖေဖေထိုအကောင်းထဲသို့ဝင်ကြည့်တော့ဘာတွေကိုတွေ့ခဲ့ပါသလဲကျွန်တော်ဝင်ကြည့်လျင်ရောဘာတွေ့နိုင်မလဲသို့မဟုတ်ဘာကြားနိုင်မလဲ ရှေ့ဆက်ပြီးခြေလန်းလန်းလာတော့လဲကျွန်တော်ခြေထောက်တွေကတခုခုကဆွဲထားတယ်လို့လို့လေးလံနေတယ်။စိန်ကူးဝံကျူရရကိုဖျက်ကျော်ပြီးနောက်ဒဇွန်နန်းရွာတို့ညနေ9:00နာရီတွင် ရောက်ပါသည်။ကျွန်တော်တို့အတွက်ညစာပြင်ဆင်ချက်ပြုတ်နေကြစဉ်ကျွန်တော်ကကြောက်ဖို့ရီထဲမှာဖိဖိမတန်းကိုထုတ်ယူပြီးဖတ်နေမိသည်။ညနေ9:00နာရီသားရှိသေးတော့လဲစိန်ညို့သောတောအုပ်ထဲတွင်တဲပေါ်မှာမိုးကိုဖျောင်းနိုင်ထုံးရပါသည်။မိုးကတစ်စိမ့်စိမ့်ရွာလာပြန်သည်။တဲအမိုးဝါရွက်များပေါ်သို့တပောက်ပောက်ကျနေသောမိုးဆက်တန်းသည် ကျွန်တော်ဤနာကျင်ကြေကွဲမှုကိုပို၍ပို၍နှက်ရှာအောင်တွန်းပေးနေတကယ်သူရှိသည်ရေကဲတော်တွင်နှင့်ပို၍နှိလာပြီဖေဖေနှင့်ပို့နှိလာပြီကျွန်တော်သိနေပါသည်နောက်ဆုံးတော့ဧည့်သည်နေရာကိုကျွန်တော်ရောက်တော်မည်ဧည့်သည်မှာကျွန်တော်တခုခုကိုတွေ့တော်မည်ခါးသီးပွဲအမှန်တရားတစ်ခုတော့မဟုတ်တုံလုံး၆ချားပွဲအမှန်တရားတစ်ခု လက်ပေါ်အမဒန်ယာကတစ်စစ်စစ်နာကျင်နေသဖြင့်စားရဲသူစိတ်နှစ်ရတာခက်ခဲနေသည်အောက်တိုဘာ9ရက်ဒဇွန်တန်းဘိုတဲတစ်တော်ဟာစိမ့်စိမ့်မှောင်မှာတရွတ်တရအစိတကိုင်းနဲ့ပင်စီတွေပေါ်ကရင်းညှိပင်တွေနဲ့ကပားပင်တွေကအစိကန်းဆက်ကြောက်တုံးတွေကရင်းညှိတက်နေပြီးအစိမြည်ရီကစိမ့်စိမ့်လိပ်ပြာတွေများစွာတွေ့ရသည် prime gas မျိုးရင်းဖြစ်နိုင်သည်ဒါပေမဲ့အတောင်ပံအပေါ်ဘက်ပိုင်းမှာက စကစ်ပါလိုဇာနာသက်အဖြူစင်းမပါ မတူတဲ့နှကောင်ကိုမဖမ်းမဖြစ်ဖမ်းရတော့မည်ဒါပေမဲ့ဒီနေ့တော့မမိလိုက်သူတို့ကအမြင်နှုံးနဲ့ပြန်တန်းနိုင်တဲ့ကောင်တွေနောက်ပြီးညနေမှောင်ရီပြိုးတော့မည်တော်သေးသည်ခက်စောစောကအဖြူပြောက်တွေပါတဲ့လက်ပြာကိုဓက်ပုံတစ်ကွက်မိလိုက်ပြီလို့ကျွန်တော်နောက်တွေ့ရလှန်လိုက်သည်တောတောင်တွေဟာတစ်ခါတစ်ခါလူ စိတ်ငားယုံများမကရံလိုတတ်သည်ဖေဖေလည်းကျွန်တော်လိုပဲအထီးကျန်စိတ်ကိုခံစားခဲ့ရပါလိမ့်မည် လူသူမရှိသောတောတောင်တွင်တိတ်ဆိတ်မှုဖြင့်အထီးကျတာတမျိုးယခုလိုမမိပေမှာလူသံတွေရင်မောတန်တွေကြားနေရသည့်ကြားကမိမိနဲ့ပါမှဆက်သွယ်မှုမရှိသဖြင့်အထီးကျတာတမျိုးဖြစ်မှာပါပြင်မာရင်မောတန်တွေကြားနေရသည်ရဝမ်ဘာသာစကားဖြင့်စကားပြောတန်တွေကြားနေရသည်ဥဆောင်မီပြောနေသည့်အတန်ခက်အော့အော့မှာဖုန်နည်းရံရင်အတန်ဖြစ်သည်ကျွန်တော်နဲ့ဆိုရင်တော့သူ့မှာပြောစရာစကားမရှိသလောက်ရှားသည်လူလူမျိုးထန်းသမားတွေတငယ်ချင်းတွေနဲ့တော့ပြောစရာတွေအများကြီးရှိမှာပေါ့ ကျွန်တော်ညာလမ်းမှာသွေးစွန်းနေသောပဝါပတိကလေးကိုကျွန်တော်ကြည့်နေမိသည်။နံမျိုးရံကတော့ကျွန်တော်အပေါ်မျှဝေစာနာတတ်သည်။ကျွန်တော်ရင်ထဲမှာနှွမ်းခွေသွား၏။ညီမလေးကြီးကျွန်တော်တို့ပြန်ဆုံနိုင်ွင့်မှာရပါတော့မလား။ နော်တယောက်တည်းရှိနေချိန်မှာမိုးဘဝပတိကလေးကိုဖောက်ဖွာလေးနမ်းမိသည်ကျွန်တော်အသွေးနဲ့နဲ့နမ်းမြရန်ရင်ကိုသိန်းနဲ့ရောနေသောထူးဆန်းသည့်ရနံ့ကိုရသည်ကျမဘူလေးပြလေးအပြားတကောင်ကဖမ်းယူခဲ့ပါတဲ့ဟုတ်တာပေါ့လေးပြကျွန်တော်ဘယုံကနေထားလိုက်သည်ဖျောင်းနိုင်ပြီးမှုန့်လျက်တယောက်တို့ဆင်းလိုက်ပါသည်ယမလူစုလူကြီးကမိဖို့ပြီးမှဝိုင်းထိုင်နေကြသည်ကျွန်တော်သူတို့အားပြုံးပြလျက်တောဆက်စီသို့ဥတီလိုက်ပါသည်ဖဲသွားမှလဲဖုန်ကြီးရံအတန်းလမ်းလျှောက်မလို့ မိုးကြနေလေသိပါရဲ့မိုးဖွဲဖွဲတွင်တစ်ပင်ရိပ်တို့၌လိပ်ပြာကလေးတွေဖြန့်တန်းနေလေဦးမြီဟူမျောလင်းရသေးသည်ဝေးဝေးမသွားနဲ့လေမွေးပါကင်းပါလေရှိတယ်မွေးဆိုလို့ကျွန်တော်ခြေလန်းနေနေတော့တော်သွားပြီလမ်းမှာမွေးမျိုးမျိုးနဲ့တွေ့ခဲ့ပြီခုလိုတောခေါင်ခေါင်ရမျိုးမှာအနည်းဆုံးစေုံကကိုရက်ခကြီးအဝေးမှာတို့ကြောင့်မွေးစိတ်ဖြစ်စီတွေတော့လူရမယ်ရတယ်လာခဲ့ပါသည်ဒီနဲ့တော့အမှာပေါ့ဟုတ်ကိုကိုကိုအတင်းနေ ထူဆန်းပြီးလှပတော့လက်ပြကလေးတစ်ကောင်တော့ရှားတွေ့ခဲ့ရင်ကျွန်တော်မြေကမ်းမှာတောင်ကပင်ရံအတိုင်းတကိုင်းများကိုဆွဲလျက်တက်လာခဲ့သည်တကိုင်းမှာမှာဖြာထွက်နေသောတစ်ပင်ခက်သေးသေးများကိုအနှံ့အပြားတွေ့ရသည်ပွင့်နေသောပန်းတွေကလည်းအမခန့်လှပပါသည်အရွက်ကခက်ဝိုင်းဝိုင်းမှာမှာအပွင့်မှာပွင့်ချက်၅ခုနဲ့အပွင့်ယူရန်ကပြုံပုံတရံအဝါရင်ရအပွင့်များပန်းရောင်အပွင့်များနာမည်ကြီးလာသောတောင်စလက်ပန်းဆိုတာဒါပဲဖြစ်မှာပါရှင်နံကိုမှွေးကြည့်တော့တင်းတင်းကလေး လိပ်ပြာလိပ်ပြာလိပ်ပြာတကားမှမတွေ့ပါအမြင့်တနေရာမှာအဖြူရောင်ပန်းဝင်များပွင့်နေသောတစ်ပင်ကြီးတစ်ပင်ကိုမြင်ရသည်ခြုံနယ်များကိုဖေလက်နှင့်ဖေရှားပြီးကြည့်လိုက်တော့သူ့အကိုင်းတစ်ခုကအောက်သို့ညွှတ်ကျနေသည်သူ့ပင်စီလုံးပတ်သည်ကျွန်တော်လက်နှစ်ဖက်နှင့်ပွေ့လျင်တော့လက်ချင်းထိမြင်မတင်သူ့အခောက်ကစိတ်ညူညူအခောက်တနေရာမှာအခောက်ကိုလှီထားလို့အဖြူရောင်မျက်နှာပင်ဖြစ်နေသောအကွက်တစ်ခုကိုတွေ့ရသည်ဒါရာပါပင်တော့မဖြစ်နိုင်ရာပါကလှီသည့်ပုံစံမျိုးလည်းမဟုတ် နေုံအဲ့ဒီမှာစာရေးထားတာပဲဟုတ်တယ်စလုံးတွေထွင်းထားသည်ကျွန်တော်ချုပ်တွေကိုလက်နဲ့သိမ့်ဖယ်ပြီးထိုအပင်ရှိရာသို့တက်လာခဲ့သည်ညီမင်းဘောကတကိုင်းညူတွေတိရွက်တွေကိုကျွန်တော်နင်းမိသည့်အတန်းကြောင့်ငှက်ရကောင် စီးကနေအော်မြည်ပြီးပြန်တန်းပြေးလေသည် ကျွန်တော်တစ်ပင်နှင့်နှစ်ပေအကွာရောက်သည့်အခါမှာတော့တစ်ခေါက်မှထင်းသားသည့်စာကိုကွဲပြားစွာမြင်ရတော့သည်ကျွန်တော်နှလုံးခုန်ရက်သွား၏ကျွန်တော်တကူလုံးတောင့်တင်းကမလုံမရှက်ဖြစ်သွားသည်ဖဖေးတစ်ခေါက်မျက်နှာပြင်မှာထွင်းထားသောစကားလုံးမှာဖဖေးနံမဲအင်္ဂလိပ်စကားမောင်းဖြစ်သည်ကြည်သိန်းဟူသောစာလုံးများဖြစ်ပါသည်ဖဖေးသည်တိန်းကိုသူများတွေလိုတရေကြီးအာရုံနဲ့မပေါင်းပါကျွန်တော်ရင်တိတ်တိတ်ပြန်ခုန်လာသည် တုံ့လှုပ်သောချိနဲ့သောခြေထောက်များဖြင့်တစ်ပင်ရှိရာသို့တိုးကပ်သွားမိသည်ဓာဖြင့်တေးသေးတက်တက်ထွင်ပြီးအမဲအောင်မဲဖြင့်ထက်ရေးထားသောစကလုံးများမှာ၆နှစ်ကြာမြင့်ခဲ့သည့်တိုင်ထင်းထင်းရှားရှားရှိနေပါသေးသည်ကျွန်တော်ညာဘက်လက်ဖြားဖြင့်ဖိဖိနံမဲကိုပုတ်သက်ကြည့်မိသည်ကျွန်တော်လက်မှာငွေငွေကလေးနှွေးသွားသည်ဖိဖိကျွန်တော်ရောက်လာခဲ့ပြီဖိ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 ရှိရာကျွန်တော်လိုက်ခဲ့ပါပြီ ဖဖေတူတူလေးခေါ်မိပါသည်ကျွန်တော်ရင်ထဲမှာလှိုက်ခနဲနာကျင်ဆုနေလိုက်ကျွန်တော်ဖဖေနာမည်စလုံးကိုနှစ်ဖူးနှင့်ထိကက်လိုက်သောအခါမျက်ရည်များပြည့်လျံကျဆင်းလာသည်တကိုင်းကျိုးတန်နေသူတပင်နောက်ွယ်မှာမဲမဲတန်တစ်ခုထွက်လာသည်ကျွန်တော်လည်းပဲမှာဆုနှင့်တင်းကျပ်သွားရလောက်အောင်ပဲနှလုံးကမြောက်ခနဲခုန်တက်သွား၏ကျွန်တော်ခြောက်ခြားစွာမော့ကြည့်လိုက်သည်ဖဖေလူဒရန်ဒီဖဖေမဟုတ်ပါအညူရောင်စင်းညာ ခြေဆောင်ကိုခြုံထားသူဤမျက်နှာမှာထူးဆန်းသောလှိဝတ်မှုတစ်ခုကိုမြင်ရသည်။ဥဖီရာသူကျွန်တော်ကိုတွေ့တွေ့ကြည့်ဆိုင်ကြည့်နေ။ထို့သောသူ့မျက်လုံးတွေကကျွန်တော်စီမှာမရှိ။ဟိုးဝေးတနေရာမှာရှိနေတယ်လို့။ထို့နောက်သူ ဖြတ်ခနဲမျက်နှာလွှဲလိုက်ပြီးတောင်ဆောင်တနေရာသို့မော့ကြည့်နေသည်။ကျွန်တော်ရင်ထဲမှာဆူဆူရှာရှာနာကျင်လိုက်ကျွန်တော်ဖေဖေနာမည်စလုံးမှာပါအပ်ထားရမှာတစ်ပင်ချေရင်တွင်ဒူးထောက်လျက်ထိုင်ချလိုက်သည်ထိုင်ချလိုက်တာလား ထိုင်လျက်ကျသွားတာလားကျွန်တော်မသိပါဖေဖေကျွန်တော်စကားပြောပါတနီနီနဲ့စကားပြောပါဖေဖေကျွန်တော်တူတူလေးဆူတောင်းလိုက်မိသည်ထို့နောက်ကျွန်တော်အနာမှာရုတ်တရက်ထွက်ခွာသွားသောခြေတံကိုကြားရသည်တကိုင်းနေတဲ့နှင်ခြေတံသည်တဖြည်းဖြည်းဝေးသွား၏ကျွန်တော်မမကြည့်ပါတိပင်ကြီးကကျွန်တော်ကိုစကားတီးတူပြောလာတော့မလို့ပင်ကျွန်တော်နာနာကပ်ပြီးငိမ်သက်စွာနားထောင်နေမိသည်ပြောပါ တစ်ခုခုပြောလိုက်ပါဖြစ်ပြီ။တိတ်ဆိတ်မှုကိုကျွန်တော်စောင့်နားထောင်နေ၏။မိုးစံမိုးပေါက်များပြင်းထန်စွာတွန်းကြလာခြင်းအထိဖြစ်သည်။ ားပေးနှဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။အပိုင်း၁၁ကိုလည်းဆက်လက်ဆောင်မြန်းနှဆင်ပေးပါအောင်နော်။